အားလုံးပဲမင်္ဂလာပါရှင်အခုပြောပြပေးမယ့်ပုံမြင်လေးကတော့ဖူးစာရှင်ပုံမြင်ပဲဖြစ်ပါတယ်ရှင်ဖူးရှိရှိတုန်းကတထေးကြီးတရားမှာမေယူပါဆိုတဲ့တမီလေးတရားရှိတဲ့မေယူပါဟာချောမောလှပပြီးရင်ကျေးလိမ်မာတာကြောင့်ချွေးမတော်ကျင်ကြတဲ့တထေးစကြေတွေဟာတထေးကြီးထံလာရောက်ပြီးဥစ္စာဒနာမျိုးစုံနဲ့မေယူပါကိုဆစ်ဆက်ကြောင်းလန်းကြတဲ့ တခါတော့ကနမတကောင်ဟာတောကြီးတတော်တဲကစัจက်မှာရစာရင်တကောင်တဲ့အဖို့ကွဲသွားခဲ့တာပေါ့အဲ့ဒီအချိန်မှာကြမကြီးတကောင်လည်းအစာရှာဖွေရင်နမရှိရာရောက်လာခဲ့တဲ့နမဟာကြမကြီးကိုမြင်တော့ကြောက်တာပေါ့ထွက်ပြေးမလို့လုံတော့ကြမကြီးက ထမပြေးပါနဲ့တငယ်ချင်းရင်ငါမမိတ်ဆွေအဖို့မရှိလို့မင်းကို လာမိတ်ဖွဲ့တာမင်းကို အနေရမပြုပါဘူးလို့ဂရီပေးလေတဲ့နွားမကြီးကကျမကြီးပြောတာကို မနှစ်သက်ပေမဲ့သူ့အတွက်လောလောဆယ်ဆယ်အနေရကင်းရအောင်ကျမကြီးပြောတဲ့အတိုင်းအတူနေဖို့သဘောတူလိုက်ရတဲ့ဒီလိုနဲ့မိတ်ဆွေဖွဲ့ပြီးနေတဲ့အခါနွားမကြီးဟာကျမကြီးအပေါ် အယားယာအကြိုက်ပေးပြီးတဖုံအနစ်နာခံပြီးတသွေနဲ့တဲ့အောင် ပေါင်းသင်းနေခဲ့တယ်။အဲဒီလိုမှ ပေါင်းသင်းမနေရင်ကြာမကြီးကကိစားမကိုကြွက်ဒီလိုနဲ့နေထိုင်လာရင် နွားမကြီးဟာ သူ့မှာပါလာတဲ့ကိုဝင်ကနေနွားလေးတကောင်မွေးဖွားလာတယ်လို့ကြာမကြီးကလည်းကြာလေးတကောင်မွေးဖွားလာတယ်။မိခင်တွေဖြစ်တဲ့ကြာမကြီးနဲ့နွားမကြီးတို့ချစ်ချစ်ခင်ခင်နေထိုင်ကြတယ်လို့ တနေ့မှမွေးဖွားလာတဲ့ကြားလေးနဲ့နွားလေးတို့ဟာလေတကောင်လေးတကောင်ချိတ်ခင်ကြတဲ့ကစားအတူတူစားအတူတူ အဲ့လေအတူတူပဲတဲ့အခုလိုအတူတူနေကြပေမဲ့ဈေးရိုက်ချင်းမတူညီတဲ့အပြင်ခွာချင်းမတူညီတာကြောင့်နွားမကြီးကတော့သူ့ကလေးအတွက်အမဲဆိုးရင်ပူပန်းနေရှာတာပေါ့ကြာလေးနဲ့သူ့ကလေးတို့ခုံပေါင်းမြူထူဆော့ကစားနေတာကိုမြင်တဲ့အခါဝမ်းသာကြည်နူးမိပေမဲ့စိတ်မချဘူးတဲ့ ဒါကြောင့်မို့နွားမကြီးကတမျိုးစဉ်းစားတယ်စဉ်းစားမိတဲ့အတိုင်းသူဆက်ချက်သွားခင်နီးမှာ သားလေးကိုနို့အဝတိုက်ပြီးဖရွက်တရွက်ပေါ်မှာနို့အနှင်းငယ်ညစ်ပေးရင် သားလေးအမေသစ္စာဆိုပြီးနို့ညစ်ထားခဲ့မယ်ဖြူဖွင်းနေတဲ့နို့ရေဟာသွေးရောင်ပြောင်းသွားရင် အမေဒီစုံတစ်ခုကြောင့်ဒုက္ခဖြစ်ပြီလို့မှတ်တော့နော်ဒီအခါမှာလဲသားလေးလဲ ကြာသားမီနဲ့လွရအဝေးကို ပြေးပေတော့လို့မှားပြေးစက်ချက်ကိုတွားလိရှိတယ်တဲ့ဒီနေ့မှာတော့နွားမကြီးဟာအချိန်တန်တဲ့အထိစက်ကြက်ကပြန်မရောက်လာတာကြောင့်နွားလေးဟာသူ့အမေညစ်ချပြီးထားခဲ့တဲ့ဖျက်ရွက်ပေါ်ကနှုတ်ရည်ကိုတွားကြည့်တယ်ဒီအခါမှာနှုတ်ရည်ဟာသူ့ရဲ့အဖြစ်ပြောင်းလဲနေတာကိုမြင်ရတာပေါ့ နွားလေးဟာ သူ့အမေတော့ဒုက္ခရောက်ပြီးဆိုပြီးငိုကြွေးရင်ဟိုဟိုဒီဒီရှောက်သွားနေတော့တာပေါ့ကွယ်နွားလေးသူ့အနာကထွက်သွားတာကြောင့်ကြားလေးကသူ့တငယ်ချင်းနွားလေးဘယ်သွားပါလိမ့်ဆိုပြီးလိုက်ရှာတဲ့အဲ့ဒီအခါခြုံတစ်ခုရဲ့ဘေးမှာငိုနေတဲ့နွားလေးကို တွေ့လိုက်ရတဲ့ ဘာဖြစ်လို့ငိုနေတာလဲတငယ်ချင်းလိုမေးတာပေါ့နွားလေးကသူ့အမေဆက်ချက်သေးသွားကန်ဒီတိုင်းတစ္ဆာပြုပြီးဖရွက်ပေါ့နို့ညစ်ချသွားပုံနဲ့မှားခဲပုံတို့ကိုပြော့ပြပြီးသူ့လဲငါဒီမှာမနေတော့ဘူးမင်းတို့နဲ့အတူနေရင်ငါအတွက်အသက်အနည်းရှိမှာပဲမင်းအမေပြန်မလာခင်ပြေးမယ်လို့ပြောပြီးတော်ရီကိုဝင်ပြေးသွားတော့တယ် ကြားလေးဟာစိတ်မကောင်းဖြစ်သွားပြီးနှွားလေးကို တကြောကြောအော်ခေါ်တော့တာပေါ့အော်လို့မရတဲ့အဆုံးမှာသူ့အမေကြားမကြီးကို လိုက်ရှာတယ်ကြားမကြီးနဲ့တွေ့တော့ကြားလေးကအမေနှွားမကြီးကို အမေကိစားလိုက်ပြီးမဟုတ်လားလို့မေးတော့တာပဲဒီတော့ကြားမကြီးက အမေတားခောင်မရလို့အသားမစားရတာကြားနေပြီ ဒီနေ့တော့ငငငနဲ့ဆက်ချက်သွားမှနောင်မကြီးကိုကိုက်သက်စားလိုက်တယ်လို့ဖြေတယ်ဒီလိုလဲပြောလိုက်ရောကြားလေးကအမေရဲ့တငယ်ချင်းတော်လေးတနာပါတယ်သူခင်မမိဘမဲဖြစ်သွားပြီး ကျွန်တော်သူ့ကိုမတွေ့တွေ့အောင် သွားရှာမယ်လို့ပြောတယ်။ကျားမကြီးကမသွားနဲ့သား။သားရှာလဲနွားလေးကပုံနေမှာပဲ။အမေတို့တွေဟာဆေးရိုက်ချင်းဘဝချင်း မတူညီပဲမိတ်ဆွေအဖြစ်ပေါင်းသင်းနေခဲ့ကြတယ်။ဘယ်လိုပဲပေါင်းသင်းပါစေပင်ကိုဆေးရိုက်ကိုမဖြောင်းနိုင်ဘူး။အမေလည်းအမေတငယ်ချင်းကိုချစ်ခင်ပါတယ်။ဒါပေမဲ့ဆာလောင်မှုကို မတားဆီးနိုင်ခဲ့လို့တငယ်ချင်းနွားမကြီးကိုတက်ပြတ်စားခဲ့ရတယ်။ မင်းလည်းတငယ်ချင်းနွားလေးကိုလိုက်ရှာပြီးပေါင်းသိရင်နောက်ဆုံးမှာဒီနေ့လိုကိစ္စမျိုးကြုံတွေ့ရလိမ့်မယ်မင်းတငယ်ချင်းလည်းသူ့အမေလိုတည်ရလိမ့်မယ်သူသွားလို့ရသွားပါစေတားရဲ့ကြာလေးဟာတငယ်ချင်းနွားလေးကိုတတိရတာကြောင့်မျက်ရည်တွေမစင်နိုင်အောင်ကြာစင်းနေရင်တငယ်ချင်းနွားလေးကိုအော့ခွန်နေတဲ့ကွယ် ဒီပုံမြင်မှာပင်ကိုဘဝနဲ့ဇေယိုက်ချင်းမတူညီတဲ့တလိษံတွေဟာရေရှည်မှာအတူမပေါင်းသင်းနိုင်ကြဘူးဆိုတာကိုကလေးတို့သတိထားမိပါလိမ့်မယ်။ထို့နည်းတူပဲလူတွေမှာလည်းမိษွေပေါင်းသင်းတဲ့အခါလူလိမ္မာနဲ့လူမိုက်ပေါင်းသင်းနေထိုင်ခြင်းမပြုကြဘူးဆိုတာ ကလေးတို့မှတ်သားထားကြရမယ်နော်။ဒါပေမဲ့မဲယူပါလိုခြင်းနဲ့သရိုးသားလောင်မဖြစ်နိုင်တဲ့အတွက်ညင်းပယ်လိုက်ရတာပေါ့ကွယ်။ တနေ့မှာတထေးကြီးဟာအကျန်တကူရပြီးမောင်ခဲကြညာလိုက်တဲ့မေယူပရဲ့ဘဝကျင်းပေါ်အဖြစ်လက်တွဲလို့တဲ့လူလင်ပြိုတိုင်းအသက်ပြတရားပေးပြီး မဲယူပါမဲတဲ့မိကုံးကို ဖြေဆိုပါဖြေဆိုနိုင်တဲ့သူကိုသူတို့သားလောင်းအဖြစ်ရွေးချယ်ပါမယ်။တထေကြီးရဲ့ကျင်ညာမောင်ခတ်တန်ကိုကြားတဲ့အခါလူလင်ပြိုတွေဟာမဲယူပါမဲတဲ့မိကုံးကိုအသက်ပြတရားပေးပြီးဖြေဆိုကြတာပေါ့။ဒါပေမဲ့မိကုံးကိုမဖြေနိုင်ကြလို့လက်လျှော့ပြီးပြန်သွားကြတာပေါ့။ဒီတော့တထေကြီးကမဲယူပါကိုမေးမြန်းလိုက်တဲ့ သမီးကိုလိုချင်လို့လာကြတဲ့သတို့သားတွေကမိကွန်းကို ဖြည့်ဆို့ကြတော့လေ။ဘာကြောင့်ဖူးသားရှင်အဖြစ်မရွေးချယ်တာလဲ။ဖခင်သမီးမင်းမြတ်နဲ့မိကွန်းကအလွယ်ကူဆုံးဖြစ်တော့လေမဖြေနိုင်ကြပါ။သမီးရဲ့ဖူးသားရှင်ဟာဘဝအတွက်အရေးကြီးဆုံးဖြစ်တဲ့အတွက်ရောက်ကြောင်းဖြစ်ဖို့လိုအပ်ပါတယ်လို့ပြောဆိုလိုက်တဲ့ ယောက်ျားကောင်းဖြစ်ဖို့လိုအပ်ပါတယ်လို့ပြောဆိုလိုက်တဲ့အခါတထေးကြီးဟာမေယူပရဲ့ညံအမျော်မြင်ရှိမှုကိုသိသွားတော့တာပေါ့ကွယ်မေယူပရဲ့လှပချောမောတဲ့ရုပ်ရည်နဲ့ဥစ္စာဒနာကြွယ်ဝမှုကြောင့်သရိုသားလောင်းတွေဟာအမလျှော့ပဲအသက်ပြတရားပေးပြီးအမျိုးမျိုးကြိုးစားဖြေကြပေမဲ့မိကုန်းကို မဖြေဆိုနိုင်ကြဘူးပေါ့ကွယ် အဲ့ဒီအချိန်မှာလဲပိုင်းရှင်တဦးထံမှာလင်ငါလုတ်ကင်နေတဲ့မောင်လူလာဆိုတဲ့လူလင်ပြိုဟာတထေသမီးမေယူပရဲ့မိကုံကို ဖြေဆိုခြင်းပေမဲ့အသက်ပြတရားမရှိလို့အခက်ကြုံနေတာပေါ့ မောင်လူလှဟာအသက်ပြတရားပြည့်အောင် အလုံးမျိုးစုံလုံပိုင်ပြီးစူဆောင်းတာပေါ့ကွယ်ဒါပေမဲ့အသက်ပြတရားကမပြည့်နိုင်ပဲဖြစ်တော့မောင်လူလှကတထေသမီးကိုရာဖို့ငွေချေးတက်နိုင်တဲ့သူကအသက်ပြတရားကိုစောင့်နိုင်ပေမဲ့ငါကဆင်းရဲတော့ ရှိတဲ့အသပြားလေးနဲ့ပဲမေးခွန်းဖြေနိုင်အောင်ကြိုးစားရမှာပဲလို့တွေးပြီးသူစုဆောင်ထားရှိတဲ့အသပြားနဲ့မေယူပါကိုတွေးဆုံဖို့သွားတာပေါ့ကွယ်မေယူပါကအသပြားတရားမပြေပဲရောက်လာတဲ့မောင်လူလာကို တွေးတော့မောင်ကြီးဘာကြောင့်အသက်ပြတရားမပြေပဲကျမမိခွန်းကို ဖြေဆိုဖို့လာခဲ့ရတာလဲလို့မေးလိုက်တဲ့တီတော့မောင်လူလာက ချစ်နှမချစ်နှမရဲ့မိကွန်းကရှေးဆက်ပြီးရင်ဆိုင်ရမယ့်ဘဝအတွက်အဆုံးအဖြတ်ပေးရတဲ့မိကွန်းဖြစ်လို့မောင်ကြီးစုဆောင်းပြီးရရှိလာတဲ့အသက်ပြာကိုဘာကြောင့်နေပါတလဲလို့မေးမြန်းပါတယ်။ မောင်လူလာစကားကိုကြားတော့မေယူပါဟာအလွန်အဟောတင်သွားပြီးမောင်ကြီးကမိခွန်းကိုဖြည့်ဆိုနိုင်သူတို့သားလောက်အဖြစ်ခဲယူမယ်ဆိုတဲ့စိတ်နဲ့လာခဲ့တာလားမေယူပါရဲ့စကားကိုကြားတော့မောင်လူလာကချက်နှမမောင်ကြီးကအနည်းဆုံးကိုအဝေးဆုံးမဖြစ်ချင်သလိုအဝေးဆုံးကိုလည်းအနည်းဆုံးဖြစ်ချင်လို့လာခဲ့ချင်းဖြစ်ပါတယ်လို့ပြောဆိုလိုက်တဲ့အခါ မေယူပါက မောင်ကြီးဟာကျမမေးမြန်းမယ်မေကွန်းကိုမမေးခင်ကပင်ဖြည့်ဆွန်နိုင်တဲ့အတွက်ကျမရဲ့ဖူးစာရှင်ဖြစ်ပါတယ်ဒါပေမဲ့ကျမရဲ့ဖခင်နဲ့တိုင်ပင်ပြီးမှသူတို့သားလောက်အဖြစ်စင်ကြပါမယ် အဲ့ဒီလိုနဲ့မေယူပါဟာဖခင်ကြီးကိုသရိုသားလောင်းအကြောင်းပြောပြလိုက်တဲ့တထေးကြီးလည်းမေယူပါရွေးချယ်လိုက်တဲ့သူဟာဆင်းရဲသားဖြစ်နေတာကိုသိတော့အံ့ဩသွားပြီးချစ်သမီးဘကြောင့်ဥစ္စာဒနာမရှိတဲ့သူကိုသရိုသားလောင်းအဖြစ်ရွေးချယ်ခဲ့တာလေလို့မေးလိုက်တဲ့ဒီတော့မေယူပါက ဖခင်သမီးရဲ့ရုပ်ရည်ချောမောမှုနဲ့ဥစ္စာဒနာကိုလူကျင်ကြားတဲ့သူတွေသား အသက်ပြတရားကို လွယ်ကူစွာပေးပြီးဖြည့်ဆူခြင်းဖြစ်ပါတယ်။သမီးရွေးချယ်လိုက်တဲ့သရိုသားဟာအသက်ပြတရားမပြေပေမဲ့ကျမမေးတဲ့မိကွန်းကို ဖြည့်ဆူနိုင်ခဲ့ပါတယ်လို့ပြောလိုက်တဲ့အခါတထေးကြီးကသရိုသားလောင်းတွေကို မေးမြန်းတဲ့မိကွန်းကိုဖခင်တိပါရစေလို့ပြောလိုက်တဲ့အခါမေယူပါက တမိမေးတဲ့မိကွန်းကလွယ်ကူပေမဲ့သူတို့အရင်မထားကြပါဘူး။တမိရှေ့ဆက်ပြီးရင်ဆိုင်ရမယ့်ဘဝအခက်အခဲကိုကာစင်းနိုင်တဲ့ယောက်ျားကောင်းဟာအနည်းဆုံးဖြစ်တဲ့မြတ်တာတရားကိုအဝေးဆုံးမဖြစ်အောင်ထိမ့်သိမ့်နိုင်ပြီးအဝေးဆုံးဖြစ်တဲ့သစ္စာတရားကို အနည်းဆုံးထားနိုင်တဲ့သူကို ဆိုလိုခြင်းဖြစ်ပါတယ်။ တထေကြီးဟာမေယူပရဲ့စကားကိုကြားပြီးငါသမီးလေးပြောတဲ့စကားကအမှန်ပါလားဥစ္စာတနာထက်မေတ္တာတရားထားနိုင်ဖို့ကအရေးကြီးဆုံးပါလားလို့သဘောပေါက်သွားပြီးရိုသားဖြောင်းမဲ့ပြီးမေတ္တာတရားပြေဝါတဲ့မောင်လူလာကိုသမီးဖြစ်သူမေယူပါနဲ့ပေးစားပြီးသူ့ပိုင်ဆိုင်တဲ့ဥစ္စာပစ္စည်းတွေကိုလည်းအမွေပေးလိုက်တာပေါ့ကွယ် ပုံမြင်လေးရတော့ဒါပါပဲရှင်အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ကြပါအောင်ရှင်